ကမ္ဘာကျော်လေးထိအောင်မြင်ချမ်းသာခဲ့ပြီးမြေလက်ရှိအချိန်မှာအကျွေးတွေနစ်နေတဲ့ Justin Bieber ရန်ကုန်စင်နီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဂျက်စတင်ဘီဘာကတော့နိုင်ငံသားအဆိုတော်တယောက်ဖြစ်ပြီးကမ္ဘာနဲ့အနှံ့မှာအောင်မြင်နေတဲ့အဆိုတော်ပဲဖြစ်ပါတယ်ဂျက်စတင်ဘီဘာက2009ခုနှစ်လောက်ကတည်းကသချင်းတွေကိုစတင်တည်ဆိုခဲ့တာဖြစ်ပြီး2009ခုနှစ်မှာတော့ပရိသတ်တွေအားလုံးကဂျက်စတင်ဘီဘာကိုတည်ခဲ့ပါတယ်14နှစ်သားအရွယ်လောက်ကတည်းကသချင်းတွေကိုစတင်တည်ဆိုခဲ့တဲ့ဂျက်စတင်ဘီဘာကအသက်အရွယ်နဲ့မလိုက်အောင်ရှမ်းရှမ်းတောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်သူတည်ဆိုခဲ့တဲ့သချင်းတွေကလည်းကမ္ဘာကျော်တဲ့အထိအောင်မြင်ခဲ့တာဖြစ်လို့တကမ္ဘာလုံး ၃နီးပါးက Justin Bieber ကိုအားပေးနေတာပေါ့လူငယ်တယောက်လည်းဖြစ်တဲ့အပြင်အောင်မြင်မှုနဲ့အရွယ်နဲ့ကမလိုက်တဲ့အချိန်မှာတော့ Justin Bieber တယောက်ဟာအောင်မြင်မှုရဲ့ဓာတ်ကိုမခံနိုင်ခဲ့တော့ဘူးလို့ဆိုခဲ့ရမှာပဲဖြစ်ပါတယ် Justin Bieber ကအရွယ်နဲ့မလိုက်ရှမ်းရှမ်းတောက်အောင်မြင်ပြီးဝင်ငွေတွေဆိုတာဟာလည်းဘီလီယံနဲ့ချီရရှိနေတာဖြစ်ပါတယ်ဒါကြောင့်မလို့အရွယ်ငယ်ပြီးအတွင်းနေနေတည်တဲ့ Justin Bieber ကမူရင်းဆေးတွေလည်းသုံးဆွဲခဲ့တယ်လို့သိရပါတယ်မူရင်းဆေးတွေအလွန်အကျွံသုံးဆွဲခဲ့ပြီးရဲ့နောက်မှာတော့ဘေးပတ်ဝန်းကျင်အိမ်တွေကိုအော်ဟစ်စုဆဲတာ တောင်းချမ်းနာရီများစွာလုခဲ့လို့ Justin Bieber ကိုရှေးစကန်ကဖမ်းနေအထီတောင်ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါအပြင် Justin Bieber ကလက်ရှိအချိန်မှာဆိုရင်လည်းငွေကြေးစနစ်တကျတုံးဆွဲမှုလွဲမှားတာတွေကြောင့်ချွတ်ချုံကြပြီးအကျွေးတွေတောင်တင်နေခဲ့ရတယ်လို့ပြောပါတယ်။ Justin Bieber ကငွေကြေးရဲ့နောက်ကိုလိုက်နေတဲ့တားကောင်တစ်ယောက်လို့ဖြစ်သွားခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ငွေကြေးရဲ့ဒဏ်တွေကိုခံနေခဲ့ရတာပဲဖြစ်ပါတယ်။အိမ်အောင်ကြနေတဲ့အချိန်ထိ Justin Bieber က တချင်းတွေကိုဇက်တိုက်တီးဆိုနိုင်ခဲ့ပြီးအောင်မြင်မှုရဲ့အရှိန်ကိုထိမ့်သိမ်းထားနိုင်နေဆိုပေမဲ့အခုလက်ရှိအချိန်မှာတော့မထင်မှတ်ထားတဲ့သတင်းစိုးကြီးက Justin Bieber ကိုချိန်ချောက်ခဲ့ပါတယ်။ဒါကတော့ Justin Bieber တယောက်အကြွေးတော်ထဲမှာနစ်နေပြီဆိုတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကလည်းအမှန်အကန်ပဲဖြစ်ပါတယ် Justin Bieber ကမလိုအပ်တဲ့နေရာတွေမှာငွေကြေးအလွန်အကျွံသုံးဆွဲမှုတွေကြောင့်အခုလိုပြဿနာတွေဖြစ်ခဲ့ရတာပါ။ Body Guard တွေငားရမ်းထားတဲ့နေရာတွေမှာလည်းငွေကြေးတွေအလွန်အကျွံသုံးဆွဲတာတွေရှိသလို 2013နဲ့2014မှာမိုးရင်စေဝါအလွန်ကျွန်သုံးဆွဲမှုတွေကြောင့်ပြဿနာတွေဖြစ်ပြီးငွေကြေးတွေလည်းအဆမတန်ကုန်ကျရတယ်လို့သိရပါတယ်။ဒါအပြင်မန်နေဂျာအပြောင်းလဲကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း Justin Bieber ကငွေကြေးနဲ့ပတ်သက်တဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်နေကြရတာပါ။လက်ရှိအချိန်မှာတော့ Justin Bieber ကသူ့ရဲ့တခြင်းတွေကိုမူပိုင်ခွင့်အနေနဲ့ဒေါ်လာဘီလီယံ200နဲ့ရောင်းချနေရဆိုတဲ့သတင်းတွေကလည်းထွက်နေရတာဖြစ်ပြီးအကျွေးတွေတောက်တောက်လဲတင်နေတဲ့အချိန်မှာတော့ဇနီးဖြစ်သူကပါ Justin Bieber ရဲ့အကျွေးတွေကိုဆက်ပြီးနေရတယ်လို့ သိရပါတယ်။အခုချိန်မှာ Justin Bieber ကိုပယ်နေရကားကမှတချင်းတွေတီးဆိုဖို့ခေါ်တာမရှိတော့တဲ့အပြင်အကုန်လုံးကနှိမ်ထားကြသလိုဖြစ်နေတာဖြစ်ပြီးအကျွေးတော်ထဲမှာနေနေတာဖြစ်တဲ့အပြင်ဇနီးဖြစ်သူကမှသူ့ရဲ့အကျွေးတွေကိုပင်ပင်ပန်းပန်းနဲ့ရှာဖွေဆက်နေရတယ်လို့ပြောပါတယ်။ကမ္ဘာကျော်တဲ့အထိအောင်မြင်ပြီးဘီလီယံနဲ့ချီပြီးငွေကြေးတွေကြီးကြီးတက်ချမ်းသာခဲ့တယ်ဆိုပေမဲ့ Justin Bieber ကမူရင်းစည်းဝါးရဲ့တားကောင်ဖြစ်ခဲ့ရတယ်လို့အခုလိုဘဝအစိုးကိုရောက်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လဲ Justin Bieber ကိုချစ်ကြတဲ့ပရိသတ်တချို့ကနှမျောတသက်ဖြစ်နေတာဖြစ်ပြီး Justin Bieber ီပါကိုအကျွေးတော်တွေကနေအ мян ဆုံးထွက်စေခြင်းနေပြီဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနည်းနဲ့ရောအတန်ငငယ်ရွယ်ရွယ်လေးနဲ့ကဘာကျော်တဲ့ဒီအောင်မြင်ပြီးဘီလီယံနဲ့ချီပြီးငွေကြီးချမ်းသာတယ်ဆိုပေမဲ့လက်ရှိချိန်မှာအကျွေးတော်တွေနစ်နေတဲ့ဂျက်စတင်ဘီပါကိုဘယ်လိုတွေမဆက်ပြုတ်ကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများ යි တင်ပါတယ်ရှင်